်မင်္ဂလာပါခင်ဗျာ ကျွန်တော်ကတော့ဇွဲသစ်ပါ DPP ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ် ARD တိုင်းမှာအခုနှစ်မဟာတကြံပွဲတော်ကိုအခြေခံပညာသင်ကျောင်းတွေမှာတကြံမှန်းထပ်ထုတ်ပြီးရေကစားပြောပါဖို့ပြင်ဆင်ခိုင်းထားတယ်လို့ပညာရေးဝန်ထမ်းတွေစီကနေသိရပါဗျ။အခုနှစ်မဟာတကြံပွဲတော်ကိုမနစ်ကထပ်ဖို့မို့စီကားစေဖို့ဆိုကာတကြံအကြုံနေ့ကနေအတက်နေ့ထိအခြေခံပညာကျောင်းတွေမှာရေကစားကြဖို့စစ်ကောင်စီတိုင်းအစိုးရအဖွဲ့ကနေပညာရေးဌာနကိုညွှန်ကြားထားတယ်လို့ဆိုပါဗျ။ တချို့စာတင်ကြောင်းတွေမှာတကြံမန်းတက်တွေစတင်ဆောက်လုပ်နေပြီလို့ပညာရေးဝန်ထမ်းတယောက်ကပြောပါတယ်။အခုလောတကြံပွဲတွေကိုအခြေခံပညာကျောင်းတွေမှာမန်းတက်ဆောက်လုပ်ပြီးတကြံရေးကစားဖို့ဆိုတာမဖြစ်နိုင်ဘူးလို့ပတ်သက်ကပညာရေးဝန်ထမ်းဟောင်းတယောက်ကပြောပါတယ်။ AR တိုင်းမှာလာမဲ့တကြံကာလအတွက် လုံခြုံရေးကိုစစ်ကောင်စီတပ်အပါအဝင်တိုင်းခရိုင်မြို့နယ်ရဲကြီးအထိကော်မတီဖွဲ့စည်းကကျင်းပလုပ်ဆောင်ကြဖို့မှာကြားထားတယ်လို့မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နဲ့နှိဆက်သူတွေစီကနေသိရပါတယ်ခင်ဗျာ။ ငင်းချန်ကစစ်ကောင်စီလက်အောက်ခံပြည်သူစစ်တပ်ဖွဲ့ဝင်အမျိုးသမီးတွေဟာပြည်သူလူထုတွေချမ်းမှာအရဝိနဲ့တော်လိုင်းအဖွဲ့တွေရဲ့သတင်းတွေကိုစုံစမ်းနေတယ်လို့ဒေသခံတွေကပြောပါတယ်ခွန်စာဦးပေးပို့ထားပါတယ်ခင်ဗျာမန္တလေးတိုင်းငင်းချန်မြို့နယ်မှာရှိတဲ့စစ်ကောင်စီတပ်ကဒေသခံအမျိုးသမီးတချို့ကိုစီယုံကအခြေခံစစ်တပ်နဲ့ပေးပြီးပြည်သူစစ်တပ်ဖွဲ့ဖွဲ့စည်းထားပါတယ်အဲ့ဒီတပ်ဖွဲ့ဝင်တွေဟာဈေးတယ်ခီးတယ်အလုပ်သမားပွဲစားစတဲ့အတွင် မျိုးစုံယူက ယထာဘူးတာကာဂိတ်လေစိတ်တိုးကိတ်နဲ့ဈေးတွေမှာတရင်စုံစမ်းထောက်လန်းတာတွေပြုလုပ်နေတယ်လို့ဒေတာကန်တွေကဒီဘီဘီကိုပြောပါတယ် အမျိုးသမီးပြည်သူစစ်တေကိုတချို့နေရာတွေမှာကိုဗားလိခိုင်းနေတယ်ကိုပေါ့ရက်ွက်တိုင်းမှာသူအထောက်တွေထားရပြလက်ဖိတ်ဆိုင်မှာထားနှလုံးရောင်းသုံးလုံးရောင်းပုံစံမျိုးနဲ့ထားထားတယ်ရှိရကိုရက်ွက်တွေနဲ့ဆိုင်မှာထားတာနော်ဆိုင်စပွဲတို့လူလူပုံစံမျိုးတွေနဲ့အကုန်လုံးထားထားရှိရကိုအမျိုးသမီးပြည်သူစစ်တင်တာမဟုတ်ဘူးနော်အမျိုးသားရေးလည်းကျွန်တော်ဖမ်းပြီးသူတို့ပြည်သူစစ်တင်တာပြီးနေပါကိုတော်တော်များများကတော့အတင်းအာရမချင်းချောက်ဆွဲသွင်းထားတယ်ရှိရခီးတဲ့တင်ကားတွေပေါ်နေပြီးတော့ပေါ်တာဆွဲပြီးတော့သူတို့အတင်းအာရမတင်နေပြီးနေရတယ်အများကြီးရှိပါတယ်ကို စစ်ကောင်စီတပ်ကစစ်မှုရန်ဥပဒေကိုအသက်တွင်းခဲ့တဲ့တနစ်ကျော်ကာလအတွင်းတောင်းနဲ့ချီတဲ့လူငယ်နဲ့လူလတ်ပိုင်းတွေကို နီလန်းမျိုးစုံနဲ့အတမလူတက်စုဆောင်ကစစ်မြေပင်ကိုပို့ဆောင်ခဲ့တာပါဒါအပြင်အမျိုးသမီးတွေကိုလည်းအဓမ္မစုဆောင်ကပြည်သူစစ်တပ်ဖွဲ့ဖွဲ့စည်းခိုင်းပြီးလူလူကြားတရင်ထောက်လန့်ခိုင်းတဲ့ဟာမျိုးသမီးတွေရဲ့အခွင့်အရေးကိုချိုးဖောက်တာဖြစ်တယ်လို့ နိုင်ငံဝန်ထမ်းကနေစီရီယံလုပ်ပြီးစစ်အာဏာရှင်ကိုတော်လှန်နေတဲ့အမျိုးသမီးတူကပြောပါတယ်အခုဒီမြင်းချံမှာ ဒီအမျိုးသမီးတွေကိုပြည်သူရှစ်လောက်ခိုင်းပြီးတော့မှဒါစစ်တပ်နဲ့နေပေးနေတဲ့အနေအထားတစ်ခုဟာဆိုလို့ရှိရင်အမျိုးသမီးတွေရဲ့စိတ်ဆန္ဒမဟုတ်ဘဲနဲ့အတင်းအဓမ္မစစ်မှုထမ်းခိုင်းတာဖြစ်တယ်ဆိုတာအိမ်မတန်မပဲထင်တာမြင်တာရှိတဲ့အတွက်ကြောင့်မို့ဒါအမျိုးသမီးတွေရဲ့အခွင့်အရေးကိုချိုးဖောက်ရလဲကြာတယ်လို့အဲလူသားတိုင်းအနေနဲ့အတုံးပြည့်တဲ့အတွက်လဲဒါရာဇဝတ်မှုမြောက်တယ်ဆိုတာကိုတော့ဒါကျမတို့ပြောချင်ပါတယ် မြင်းညံပြည်သူစစ်ကောင်းဆောင်တီတာယူမွန်ဖွဲ့ဟာမြင်းညံနဲ့တောင်တာမှာရှိတဲ့မျိုးသမီးတွေကိုစူးစီးပြီးစစ်အခြေခံတင်တန်းနေပေးနေတယ်လို့မြို့ကန်နေစီကသိရပါဗါးအရင်ကတော့မြင်းညံမြို့နယ်မှာရှိတဲ့မျိုးသားတွေကိုစစ်တင်တန်းပေးခဲ့ပြီးမဲ့ဒီနှစ်မှာမြင်းကျန်နဲ့တောင်တာကအမျိုးသားမျိုးသမီးတွေကိုစုစည်းပြီးမလအစောပိုင်းကစလို့စစ်တပ်နံပေးနေတာလို့မြို့ကန်တယောက်ကပြောပါတယ်ကျွန်တော်ခွန်စော်ဦးပါ ကချင်လွတ်လပ်ရေးတပ်မတော် KIA တင်ပိုက်ထားတဲ့ဖားကန်လမ်းမော်ကကျွရတချို့ကိုစစ်ကောင်စီတပ်ကပြန်လည်ထိန်းချုပ်နိုင်မှုထိုးစစ်ဆင်နေပြီးလဝါကျွရအနီးတစ်ဝိုက်မှာတိုက်ပွဲတွေဖြစ်ပွားနေတယ်လို့သိရပါဗျ။လက်ရှိဖားကန်သွားလမ်းမော်ကလဝါမဥပင်ခွန်ဆိုင်ရန်စတဲ့ကျွရတွေစည်ရေးတက်မှနေတယ်လို့ဝါရာဇွတ်ရှဒူးဇွတ်တွေဘက်မှလည်းတိုက်ပွဲဖြစ်ပွားနေပြီးတိုက်ပွဲဖြစ်ပွားတဲ့ဒေသတွေဟာကြောက်စိမ့်မော်နဲ့ရွှေမော်ဒေသတွေဖြစ်တယ်လို့ဆိုပါရစေ။ စစ်ကောင်စီတပ်တွေဟာတိုက်ပွဲမဖြစ်ခင်မတ်လ22ရက်နေ့မှာလဝါကျွရအနီးတစ်ဝိုက်ကိုစတင်ဗိုလ်ချက်တိုက်ခတ်ခဲ့တာဖြစ်ပြီးတော့23ရက်နေ့မှာတော့ဝါရာစော့ပြည်သူ့စစ်အဖွဲ့နဲ့တူစစ်ကောင်စီပူးပေါင်းတပ်တွေကကားမိုင်းမြို့အနီးမအူပင်နဲ့ခွန်ဆိုင်ရန်ကျွရတွေကိုဝင်ရောက်တိုက်ခတ်ခဲ့တာဖြစ်ပါတယ်။မတ်လ23ရက်နေ့မှာတော့မအူပင်ကျွရရှိ KIA ဂိတ်စခန်းတစ်ခုကိုစစ်ကောင်စီတပ်တွေဝင်ရောက်တိုက်ခတ်နိုင်ခဲ့ပေမဲ့24ရက်နေ့မှာ KIA ဘက်ကတံပြန်တိုက်ခတ်ခဲ့မှုကြောင့်ပြည်သူ့စစ်နဲ့စစ်ကောင်စီတပ်တွေတက်ဆုတ်သွားတယ်လို့လည်း KIA ရှင်းလင်းသတင်းရင်းမြစ်စီကနေသိရပါဗျာ။ တပတ်ခန့်ကြာလာတဲ့ဒီနှစ်ဖက်စီရင်တင်မာနေတာကြောင့်လဝါကျွရအပါဝင်ကာမိုင်းမြို့အနီးရှိကျွရဒေသခံပြည်သူအားလုံးဒီပါနမတိမြို့နဲ့တခြားပြည်လွတ်နိုင်တဲ့နေရာတွေမှာထွက်ပြေးတင်းရှောင်နေကြပါရခင်ဗျာလာအိုနဲ့တခြားနိုင်ငံတွေအတွက်အေဂျင်စီတစ်ခုကိုအလောက်ခေါ်စာဆက်ရောက်ပေးခွင့်ပြုမယ်လို့စစ်ကောင်စီဩဇာခံအလသမားဝန်ကြီးဌာနကထပ်မံအသိပေးထားပါဗျစစ်ကောင်စီကထိုင်းမလေးရှားစင်ကာပူတောင်ကိုရီးယားနဲ့ဂျပန်နိုင်ငံတွေစီအလောက်သမားဆယ်လို့ရမှာ အေဂျင်စီတစ်ခုချင်းအလိုက်အလုပ်ခေါ်စာတင်နိုင်တဲ့အလုပ်သမားဥယျာဉ်ခန့်သက်ထားပြီးတဲ့နောက်မှာလာအိုနဲ့တခြားနိုင်ငံတွေတွေလည်းထုတ်ပြန်လိုက်တာဖြစ်ပါတယ်။လာအိုနဲ့တခြားနိုင်ငံတွေစီအလုပ်သမားလွတ်ဖို့အတွက်စံတမိုင်းလ30ရက်မတိုင်ခင်ကအလုပ်ခေါ်စာတင်ထားတာတွေကိုဆယ်ရောင်နှုန်းပြန်တင်ဖို့နဲ့အလုပ်ခေါ်စာအစ်စ်ကိုမေလနေ့ရက်နေ့မှာလက်ခံသွားမယ်လို့လည်းဆိုပါတယ်။ စစ်ကောင်စီက AGC တခုချင်းအလိုက်တလားကိုထိုင်းနိုင်ငံအတွက်လုံသားအယောက်50မလေးရှားနိုင်ငံအတွက်အယောက်20ဂျပန်နိုင်ငံအတွက်15ယောက်တန်ကိုရီးယားနိုင်ငံအတွက်10ယောက်စင်ကာပူနိုင်ငံအတွက်9ယောက်ပဲအလုပ်ခေါ်စာတင်ဖို့ကန့်သက်ထားတာဖြစ်ပြီးတော့လာအိုနဲ့ဂျန်နိုင်ငံတွေအတွက်နိုင်ငံတစ်ခုကို10ယောက်ထပ်ပို့ပြီးအလုပ်ခေါ်စာမတင်ဖို့ကန့်သက်လိုက်တာဖြစ်ပါတယ်အလောက်ခေါ်စာတင်ခွင့်ကန့်သက်လိုက်တဲ့အတွက် AGC တွေအနေနဲ့တစ်ဖက်လုပ်ငန်းရှင်နဲ့မျက်နှာပြရတဲ့အခြေအနေတွေရှိလာတယ်လို့ပြည်ပအလောက်ကိုင် AGC လုပ်ငန်းသားများကပြောဆိုနေကြပါတယ်ခင်ဗျာ။ မြန်မာထိုင်းနယ်စပ်မဲဆောက်မြို့ကနေမဲလမမြို့ကိုပြေးဆွဲနေတဲ့လိုင်းကားပေါ်မှာမတ်လ29ရက်မနက်9:00လောက်ကတနက်လက်ပြပုံးနဲ့ကြီးစံတချို့ကိုထိုင်းစစ်ဆေးဂိတ်တစ်ခုကဖမ်းဆီးရမိခဲ့တယ်လို့ထိုင်းစစ်တပ်နဲ့နှိစက်သူစီကနေသိရပါဗျ။ထိုင်းစစ်တပ်ရဲ့စစ်ဆေးဂိတ်တစ်ခုဖြစ်တဲ့မဲဆောက်မဲလမမြို့နယ်ခြားကတဆောင်းရံစစ်ဆေးဂိတ်မှာဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ဖမ်းဆီးရမိခဲ့တဲ့တနက်တွင်ပတ်သက်ပြီးရမောင်းထိုင်းနိုင်ငံသားကိုစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ဆိုပါတယ်။လိုင်းကားပေါ်မှာရှိတဲ့ပါဆယ်ထုတ်ထုတ်ထဲကလက်ပြပုံးနှလုံး ပစ္စတိုတနနလနဲ့အတူပစ္စတိုကြီးစံတွေကိုဖန်ဆီးရမိကြတာပါရမောင်းနှုတ်ကိုတော့ထိုင်းနာဘာနီကဖန်ဆီးပြီးစစ်စစ်တာတွေလှုပ်ဆောင်နေတယ်လို့ထိုင်းစစ်တပ်နဲ့နေဆက်သူက DPP ကိုပြောပါတယ်မြန်မာထိုင်းနယ်စပ်တောင်ရင်းမြစ်အနီးစစ်ကောင်စီတပ်နဲ့ KNL ဦးဆောင်တဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့တို့တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့်ထိုင်းနယ်စပ်တခြားထိုင်းအနာဘာနီကစောင့်ကြည့်တာလုံခြုံရေးတင်းကျပ်တာတွေဖြင့်ခီးသွားတဲ့နယ်ရင်းတွေကိုစစ်ဆေးတာတွေပြုလုပ်နေရလို့ထိုင်းစစ်တပ်နဲ့နေဆက်သူစီကနေသိရပါပါတယ်ခင်ဗျာ။ DVB ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျွန်တော်ကတော့ဇွဲသစ်ပါကျေးဇူးတင်ပါခင်ဗျာ